ရုရှားစစ်ရထားနဲ့လျှို့ဝှက်ရထားလမ်းကယူကရိန်းဒရုန်းတွေရဲ့မမျှော်လင့်ထားတဲ့တိုက်ခိုက်မှုကြောင့်ဖျက်ဆီးခံလိုက်ရပါတယ်။ ရုရှားရထားကမီးလောင်နေပြီးရထားတွဲတွေတင်မကပဲရုရှားစစ်တပ်ရဲ့တင်ကား73စီးနဲ့တန်ကြက်ကရင်100ကျော်တို့ကိုလည်းဖမ်းဆီးခံခဲ့ရပါတယ်။ဒီအမကန်စစ်စင်ကြီးကဘလို့ဖြစ်ပေါ်လာခဲ့ရလဲ။ယူကရိန်းရဲ့စစ်ထောက်လမ်းကြီးအဖွဲ့ကမီလီတိုပိုအနီးမှာရုရှားစစ်ရထားတစ်စင်းဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ခရိုင်းမီးယားနဲ့မီလီတိုပိုကြားရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကဒီနေ့ပြတ်တောက်သွားခဲ့ပါတယ်။ယူကရိန်းစစ် ျန်နဲ့ယူကရိန်းပြောက်ကြားအဖွဲ့တွေဘလောက်ထိထိရောက်စွာလှုပ်ဆောင်နေလဲရုရှားအတွင်းပိုင်းကနေခရိုင်းမီးယားအထိဘလို့လှုပ်ဆောင်နေလဲဒိငယ်တဲ့ဒရုန်းတွေကဂျီမာတဲ့စစ်ရထားတွေကိုဘလို့ဖောက်ခွဲနိုင်လဲရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကဘာကြောင့်ဒီလောက်အားနည်းလာရလဲပြီးတော့စစ်ပွဲရဲ့အနာဂတ်ကဘလို့ဖြစ်နိုင်မလဲဆိုတာတွေကိုဒီနေ့ဗီဒီယိုမှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင် တရင်ထူအရာယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုံးကျည်တပ်ဆင်ထားတဲ့ရထားတစ်စင်းကိုတိုက်ခိုက်မှုကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီရထားကရုရှားတင်ကားတွေနဲ့တန်ဇက်ကာယဉ်တွေကိုတေဆောင်နေပြီးအသစ်တိဆောက်ထားတဲ့ Donex Sporosia ရထားလမ်းပေါ်မှာရှိနေခဲ့တာပါရေရွက်ချက်ကတော့ရထားကောင်းကိုရက်တန့်စေပြီးရထားရဲတွေကိုမလှုပ်ရှားနိုင်အောင်လုပ်ကာကြီးမားတဲ့တန်ချက်ကရန်တန်းကိုဖျက်ဆီးဖို့ပါရလက်နေနဲ့ရုရှားရဲ့အဓိကတိုက်ခိုက်ရေးတင်ကား73စီးနဲ့အမျိုးမျိုးသောတန်ချက်ကရင်တရာကျော်ကဖျက်ဆီးခံခဲ့ရပါတယ်ရုရှားကအသစ်တီဆောက်ထားတဲ့ Donex ဇပိုရိုဇီယာရထားလမ်းကတင်ကားရီနဲ့တန်ဆက်ကရင်တွေကို တောင်ပိုင်းရှေ့တန်းကိုလျင်မြန်စွာပို့ဆောင်ဖို့ရည်ရွယ်ထားတာပါရုရှားစစ်တပ်ဟာထောက်ပံ့ပို့ဆောင်ရေးအကူအညီလိုအပ်နေပြီးဒီလန်ကျောင်းကိုလုံခြုံတယ်လို့ယူဆထားကသူတို့ရဲ့အရေးကြီးဆုံးတင်ကားရီနဲ့ရှင်တွေကိုစတင်ပို့ဆောင်ခဲ့ပါတယ်ဒါပေမဲ့ယူကရိန်းဟာထောက်လန်းကြီးနဲ့ဒရုန်းနည်းပညာကြောင့်ဒီပို့ဆောင်မှုကိုကြားဖြတ်တားဆီးနိုင်ခဲ့ပါတယ်အရေးမြစ်တွေရရုရှားစစ်ရထားတစ်စင်းက T72 နဲ့ T72 T80 လို့အဓိကတိုက်ခိုက်ရေးတင်ကားတွေခြေကျင်တက်သားတဲ့ရင်နဲ့ ထောက်ပံ့ပို့ဆောင်ရေးရန်တွေရယထားတွဲပေါ်မှာတစ်ခုပြီးတစ်ခုတင်ဆောင်ထားခဲ့ပါတယ်။အရင်းညမှာယထားလမ်းပေါ်မှာတိတ်ဆိတ်နေခဲ့ပြီးရုရှားယထားကောင်းကရှေ့မှာထောက်လမ်းရေးရန်တွေစီကလမ်းကြောင်းရှင်းလင်းကြောင်းအစီရင်ခံစာရရှိထားခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းတွေကဂျိုတင်ချောင်းမြောင်းတိုက်ခိုက်မှုကိုစီစဉ်ထားပြီးဖြစ်ပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒရုန်းအဖွဲ့နဲ့ညီနိုင်ထားတဲ့တိုက်ခိုက်မှုတစ်ခုကိုစီစဉ်ခဲ့ပါတယ်။ပထမဆုံးလှုပ်ရှားမှုကတော့ယထားကောင်းကိုမလှုပ်ရှားနိုင်အောင်လုပ်ဖို့ပါ။ယထား ားကောင်းရဲ့အင်ဂျင်အပိုင်းကိုတိုက်ခိုက်ခဲ့ပြီးတိုင်ကားဖြတ်တုံးကြီးတွေဒါမှမဟုတ် drone ကနေဖြစ်ချတဲ့အထူးခဲယမ်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ရထားရက်တက်သွားတဲ့အခါ ကျန်တဲ့ရထားတွေတွေကပြိမိသွားခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေထိလန့်ကုန်ကြပါတယ်။ဒုတိယအဆင့်မှာယူကရိန်း drone operator တွေကလုံရှားမှုစတင်ခဲ့ပါတယ်။ရန်သူစစ်သားတွေကရထားကောင်းရဲ့ဖြက်စီးမှုကိုအာရုံစိုက်နေချိန်မှာလက်နက်တပ်ဆင်ထားတဲ့ drone တွေကရထားတွေကိုတတွဲပြီးတတွဲပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ပောက်ကွဲစီတဲ့ခဲယမ်းတွေကိုတင်ကားတွေနဲ့တန်ကြက်ကရင်ရဲ့ထိပ်ပိုင်းမှာပစ်ချခဲ့ပါတယ်။ဒါဆိုယူကရိန်းကဘလို့လက်နက်တွေအသုံးပြုခဲ့တယ်လဲ။လက်ရှိမှာအဒ ဓိကအခြေအနေနှစ်ခုရှိပါတယ်။တစ် drone ကနေပစ်ချတဲ့ဘုံတွေ၊ခဲယမ်းတွေ၊ယူကရိန်းကမကြာသေးခင်ကစတင်အသုံးပြုနေတဲ့ဒိငယ်တဲ့ UAV မောင်းသူမဲ့လေယာဉ်တွေကတင်ကားတွေရဲ့အားနည်းတဲ့နေရာတွေကိုထိမှတ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ခဲယမ်းတွေကိုပစ်ချခဲ့ပါတယ်။ဒွဲတွေပေါ်မှာတင်ဆောင်ထားတဲ့တင်ကားတွေကဖုံးကွယ်မှုမရှိတဲ့ပြင်မှတ်တွေဖြစ်လာခဲ့ပါတယ်။နှစ်တင်ကားဖြတ်ပဲ့ထင်းတုံးကြီးများ ATGM အချို့သောလေးလာသူတွေကတော့ရထားရတန့်သွားပြီးတဲ့နောက် အနီးဝန်းကျင်မှာရှိနေတဲ့ Ukraine တပ်ဖွဲ့တွေက Devilin ဒါမှမဟုတ် Stoken ဖီလိုအကွာအဝေးရှေတုံးကြီးတွေကိုပြစ်ခတ်ခဲ့တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ တန်ကြက်ကရင်နေရရထားတွဲပေါ်မှာတစည်းနဲ့တစည်းကလျက်ရှိနေတာမို့လှုပ်ရှားဖို့နေရာမရှိခဲ့ပါဘူး။ရာလန်နေနဲ့နှမျိုးလုံးမှာအဓိကတိုက်ခိုက်ရေးတင်က73စီးနဲ့တန်ကြက်ကရင်တရာကျော်ကဖျက်ဆီးခံခဲ့ရပါတယ်။ဒါဟာရုရှားအတွက်ကြီးမားတဲ့ BND ရဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီမှာအထင်ရှားဆုံးအသေးစိတ်အချက်ကတော့ယူကရိန်းရဲ့ဒရုန်းတွေကိုချောင်းမြောင်းတိုက်ခိုက်ရေးကိရိယာအဖြစ်အသုံးပြုမှုပါ။ရထားတွဲတွေရပ်တန့်သွားတာနဲ့တပြိုင်နက်သူတို့ကပုံတည်ပြင်းထန်တွေဖြစ်လာခဲ့ပါတယ်။ တင်ကားတွေနဲ့တန်ဆက်တာရှင်တွေကတန်းစီထားတာမို့ဒိုမီနိုပုံစံလိုတစ်ခုပြီးတစ်ခုထိမှန်ခံခဲ့ရပါတယ်။ထပ်မံပြီးရုရှားစစ်သားတချို့ကရထားကောင်းကိုပြန်လည်ပြင်ဆင်ဖို့ဒါမှမဟုတ်ပြန်လည်လှူရှာနိုင်အောင်ကြိုးစားနေချိန်မှာ drone operator တွေကတိတ်ဆိတ်စွာရထားတွေတစ်ခုချင်းစီတဲကိုခဲယမ်းတွေပစ်ချခဲ့ပါတယ်။ဒါဟာခင်မီစစ်ပွဲမှာ လေကြောင်းကနေအကောင်အထည်ဖော်တဲ့ကနဝင်ချောင်းချောင်းတိုက်ခိုက်မှုရဲ့ပြီးပြည့်စုံတဲ့ဥပမာတစ်ခုပါ။ဒီစစ်စင်ကြီးကရုရှားရှေ့တန်းမှာ စိတ် က်ပြိုလဲမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရုတ်တရက်ဆိုသလိုလုံခြုံတယ်လို့ထင်ထားရတဲ့ရထားလမ်းပေါ်မှာတင်ကား73စီးနဲ့ရင်တရာကျော်ဆုံးရှုံးလိုက်ရတာကိုစိတ်ကူးကြည့်ပါ။တပြိုင်တည်းထဲမှာထောက်ပံ့ဖို့ဆောင်ရည်ခွင်းဆက်ကတိုက်ခိုက်ခံရပြီးရှေ့တန်းကိုထောက်ပံ့မှုတွေနှောင့်နှေးသွားပါတယ်။မြန်မြန်တက်တီတွေအရတိုက်ခိုက်မှုအပြီးမှာပောက်ကွဲမှုတွေစတိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ရထားတွဲတွေကခဲရန်တွေကပောက်ကွဲမှုကိုပိုကြီးမားစေခဲ့ပါတယ်။ရုရှားစစ်သားတွေကထိတ်လန့်ပြီးတော့ရထားတွေ ွေးတွေတဲကနေခုံထွက်ဖို့ကြိုးစားနေချိန်မှာယူကရိန်း drone တွေကလေကြောင်းထောင်လန်းမှုနဲ့ပြင်းထန်တွေကိုဆက်လက်ရွေးချယ်တိုက်ခိုက်ခဲ့ပါတယ်။ရာလနီနဲ့ရုရှားကတောင်ပိုင်းရှေ့တန်းကိုပို့ဆောင်ဖို့ရည်ရွယ်ထားတဲ့အင်အားတွေမရှိတော့ပါဘူး။ဒီဖြစ်ရပ်အပြီးမှာရုရှားဟာယထာလနီတခြားလုံခြုံရေးအစီအမံတွေကိုတိုးမြင့်ဖို့ကြိုးစားနိုင်ဝယ်ရှိပါတယ်။လေကြောင်းရန်ကာဝေးပုံများလာပါမယ်။ကင်းလဲမှုတွေပုံများလာပါမယ်။ဒါပေမဲ့ယူကရိန်းက drone ချောင်းမြောင်းတိုက်ခိုက်မှုသဘောတရားနဲ့စံချိန်တစ်တစ်ခုကိုသတ်မှတ်ပြီးသွားပါပြီ။ယူကရိန်းမှာရှေ့တန်းတွေကိုထိန်းထားဖို့ရုရှားစစ်တပ်ဟာသူတို့ရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကိုရထားလမ်းတွေပေါ်မှာအပြည့်အဝတည်ဆောက်ထားပါတယ်။ကျယ်ပြန့်တဲ့ပထဝီအနေထားနဲ့အကြီးစားပို့ဆောင်ရေးအတွက်ကိုတခြားရွေးချယ်စရာတွေအကန့်အသတ်ရှိတာကြောင့်ရုရှားစစ်တပ်ဟာတပ်ဖွဲ့တွေ၊စစ်ကရီယာတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုရွှေ့ပြောင်းဖို့ထိရောက်တဲ့ရထားလမ်းတွေလိုအပ်ပါတယ်။ဒါပေမဲ့ရထားလမ်းအဆောက်အဦ ရဲ့သဘောတဘာဝကသူ့ကိုတိုက်ခိုက်ဖို့အတွက်လွယ်ကူပါတယ်။ရထားလမ်းကွန်ရက်တွေကနည်းနည်းပဟိုပြုတ်ထားပြီးတံတားတွေနဲ့လမ်းစုံတွေလိုအဓိကအချက်တွေကရထားလမ်းတွေရဲ့အတွက်အရေးပါပါတယ်။ရထားလမ်းနဲ့ရဲ့ဒီအားနည်းချက်ကိုအသုံးပြုပြီး Sugarin ရဲ့အထူးထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ HUAR နဲ့ Sugarin ပြောက်ကြားအဖွဲ့တွေက ရုရှားစစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးအချက်အချာမှာရထားလမ်းတွေကိုပြတ်မှတ်ထားတဲ့ဖျက်ဆီးမှုလုပ်ငန်းတွေကိုပုံမှန်လှုပ်ဆောင်လာခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုရဲ့အနောက်ဆုံးဥပမာတစ်ခုကခရိုင်းမီးယားနဲ့မီလီတိုပိုဂျာကပြူဟာမြောက်ရထားလမ်းပေါ်မှာဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းကာကွယ်ရေးထောက်လှမ်းရေးအဖွဲ့ရဲ့ drone operator တွေကလောင်စာနဲ့စာနယ်ရိက္ခာတွေတင်ဆောင်ထားတဲ့ရုရှားစစ်ရထားတစင်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးလောင်စာတင်တွဲ၃တွဲကို မိတိုက်ခိုက်ခဲ့ပါတယ်။ဒီရင်းရင်းနဲ့စစ်စင်ရဲကရုပ်ပိုင်းဆိုင်ရာပြည်စည်းမှုကိုဒါမှကပဲမော်စကိုရဲ့ရှေ့တန်းနောက်ကွယ်ကရွှေပြောင်းနိုင်စွမ်းကိုပါတည်ဆုံးစေခဲ့ပါတယ်။ ယူကရိန်းစစ်ထောက်လှမ်းရေးအင်ရှူအောင်ရဲ့ဖော်ပြချက်အရလောင်စာနဲ့စာနယ်ရိက္ခာတင်ဆောင်ထားတဲ့ရုရှားစစ်ရထားတစ်စင်းကမယ်လီထိုပိုအနီးမှာဇွန်လတရက်ညမှာဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ ဇပိုရိုဇီယာအိုဘလတ်စ်နဲ့ရုရှားထိန်းချုပ်ထားတဲ့ခရိုင်းမီးယားနယ်မြေမှာရှိတဲ့မော်စကိုရဲ့အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖျက်ဆီးခံခဲ့ရပါတယ်။ AUR ကထုတ်ပြန်ချက်တစ်ခုမှာဇပိုရိုဇီယာအိုဘလတ်စ်တောင်ပိုင်းမှာရုရှားရထားပူတာကိုဖောက်ခွဲမှုအတွက်တာဝန်ယူမှုမပြောဆိုခဲ့ပေမဲ့ရုရှားစစ်တပ်ရဲ့စီးရီးထောက်ပံ့ပို့ဆောင်ရေးကိုစန့်ကျင်တဲ့တိုက်ပွဲကဆက်လက်ဖြစ်ပေါ်နေရလို့ဖော်ပြခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေကဒီ area မှာ ရှာဖွေရေးနဲ့စစ်ဆေးရေးဂိတ်တွေကို ကိုပုံမတင်ဆက်ထားပြီးတော့တာဝန်ရှိသူတွေကိုရှာဖွေဖို့ကြိုးစားနေပါတယ်။ HUR ကရုရှားလက်နက်ကင်တပ်ဖွဲ့အတွက်လောင်စာတဲဆောင်တွေရဲ့ရထားစစ်ရထားတစ်စင်းက Apartheid Molokanset Fedorova အပိုင်းမှာ ထောင်လန်းရေးအဖွဲ့ရဲ့တရှိတွေ့ရှိမှုကိုခံခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီနောက်ရထားဟာရွေးရှားနေတဲ့အချိန်မှာ FPV drone နဲ့ပြစ်ချခံခဲ့ရပြီးလောင်စာတင်တွဲအနည်းဆုံး၃တွဲနဲ့အတူရထားအဖြစ်စီခံခဲ့ရပါတယ်။ထောက်လိုင်းအဖွဲ့ HUR ကရုရှားစီးရီထောက်လန်းပို့ဆောင်ရေးကို အနောက်ရှက်ပေးဖို့စစ်စင်ရေးအသစ်တွေကိုစတင်လုံးဆောင်မယ်လို့လည်းကြေညာခဲ့ပါတယ်။ဇော်လတရက်ဟာရုရှားရထားလန်းတွေရဲ့အတွက်ဆိုးရွားတဲ့ညတညဖြစ်ခဲ့ပါတယ်။ယူကရိန်းပြောက်ချအဖွဲ့ Attach ကရုရှားထိန်းချုပ်ထားတဲ့ Donetsk Oblast မှာ ရထားလမ်းကိုဖျက်ဆီးမှုပြုလုပ်ပြီးတော့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုအနှောင့်အယှက်ပေးခဲ့ပါတယ်။ Attach အဖွဲ့ကဇော်လာတရရက်နေ့မှာ post တစ်ခုမှာဖော်ပြခဲ့တာကအဖွဲ့ရဲ့အဖွဲ့ဝင်တွေကရုရှားတပ်ဖွဲ့တွေမကြသေးခင်ကတိစောက်ထားတဲ့ ဖလိုနိုကာမာရိုပေါ်ယထာလန်ပေါ်မှာရီလေးသစ်တာတလုံးကိုဖျက်ဆီးခဲ့ပါတယ်။ရာလန်နေနဲ့ယထာလန်ရဲ့အချက်ပြစနစ်နဲ့ရင်ထင်းချုပ်ရေးစနစ်ဟာအနောက်ရှက်ဖြစ်သွားခဲ့ပါတယ်။အဒက်အဖွဲကပြောတာကဒီထိခိုက်ခံရတဲ့ယထာလန်ကိုရုရှားတပ်ဖွဲ့တွေကလောင်စာဆက်ကရီယာတွေနဲ့ခဲယမ်းတွေကိုရှေ့တန်းကိုတိုက်ရိုက်ပို့ဆောင်ဖို့အသုံးပြုနေရလို့ပါ။အဒက်အဖွဲရဲ့အဆိုအရ အဲ့ဒီရထားလမ်းဟာရုရှားထိချုပ်ထားတဲ့ Donetsk ဒေသနဲ့ရုရှားအနောက်တောင်ပိုင်းက Taganrog မြို့ကိုဆက်သွယ်ထားပြီး Moscow ရဲ့စစ်တပ်တွေအနေနဲ့ Crimea ကိုရှောင်ကွင်းပြီးကုန်စည်တွေကိုပို့ပြီးတော့မြန်ဆန်စွာနဲ့အန်ဒီယန်နယ်ပေါင်းစွာပို့ဆောင်စေနိုင်ပါတယ်။ Adash အဖွဲ့ကဒီလန်ချောင်းမှာအဆောက်အဦတွေကိုပြန်စည်းစေတာကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုအနောက်ရှက်ဖြစ်စေဖို့နဲ့ရုရှားတပ်ဖွဲ့တွေရဲ့အားနည်းချက်ကို တိုးမြှင့်ဖို့အရေးကြီးရလို့ဖော်ပြခဲ့ပါတယ်။ Attach အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာကျွန်တော်တို့ကရုရှားရဲ့အရေးပါတဲ့နေရာတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။ဒကြိမ်တိုက်ခိုက်မှုဟာရုရှားတို့ရဲ့တိုက်ခိုက်ရေးထိရောက်မှုကိုရှော့ချပါတယ်လို့ဖော်ပြထားပါတယ်။ယူကရိန်းကရခိုင်အားလည်းရုရှားစစ်ရဲထားတွေကိုအလားတူတိုက်ခိုက်မှုတွေနဲ့ပြတ်မှတ်ထားခဲ့ပြီးရုရှားစစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုတဖြည်းဖြည်းအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ဒီဇင်ဘာလမှာမော်စကိုဒေသမှာရှိတဲ့ Prokhnas ရထားဗူတာမှာဖျက်ဖွားခဲ့တဲ့ပေါက်ကွဲမှုဟာဒီဗျူရရဲ့တစိမ့် ပိုင်းဖြစ်ပါတယ်။ ခရမလင်ကနေပြီးတော့80မိုင်အကွာမှာရှိတဲ့ဒီအရေးပါတဲ့နေရာမှာကုန်စည်ရထားတစ်စင်းကိုပြတ်မှတ်ထားတိုက်ခိုက်မှုကရုရှားရဲ့နှလုံးသားတွေကိုတိုက်ရိုက်ပေးပို့တဲ့သတင်းစကားတစ်ခုပါယူကရိန်းရဲ့စစ်ထောက်လှမ်းရေးဌာန GRU ကဒီတိုက်ခိုက်မှုအတွက်တာဝန်ယူခဲ့ပြီးတိုက်ခိုက်မှုရဲ့ဗီဒီယိုဖိုင်ကိုဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားနိုင်ငံပိုင်မီဒီယာကတော့တဟာလေးချင်းမှုတစ်ခုသာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ KF ကတော့ဒီဖုံးကွယ်မှုကို Kremlin ရဲ့ပြည်ရင်းထိန်းချုပ်မှုဆို ုံးရှုံးမှာကိုကြောင်ရွံ့လာမှုနဲ့အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုတွေထိုးလာနေတဲ့လက္ခဏာအဖြစ်မြင်ခဲ့ပါတယ်။စက်တင်ဘာလမှာဘယ်ဂိုရိုဒေတာမှာရှိတဲ့ Novi Oskol ခရိုင်မှာ ကုန်စည်ရထားတစ်စင်းလမ်းချော်ခဲ့ပြီးဒေတာအုပ်ချုပ်ရေးမှုကဒီဖြစ်ရပ်ကတရားမဝင်ဝင်ရောက်ဆွဲဖက်မှုကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဇူလိုင်လမှာဆိုရှယ်မီဒီယာပေါ်ကဗီဒီယိုတစ်ခုမှာဘယ်ဂိုရိုဒေတာမှာရှိတဲ့ Story or Call မြို့မှာရှိတဲ့ Libidance K တထုဒူဖို့ရင်းနဲ့ပြုပြင်ရေးဆက်ရုံအနီးမှာလမ်းချော်တဲ့ယထာဒဇင်းရဲ့မိကိုထွက်နေတဲ့အပြက်စီးတွေကိုဖျက်သားခဲ့ပါတယ်။ ဇူလိုင်လမှာပဲမော်စကိုဒေသမှာရှိတဲ့ယထာဘုရားတစ်ခုမှာကုန်စည်ယထာဒဇင်လန်းချော်ခဲ့ပြီးအရင်လမှာရုရှားရဲ့အကြီးဆုံးရေနံဂိတ်တစ်ခုရှိတဲ့လီနင်ဂရက်ဒေသမှာအက်စ်လူဂါရိုစိတ်ကန်အနီးမှာလောင်စာတင်တွဲငါးတွဲလမ်းချော်ခဲ့ပါတယ်။ယူကရိန်းပြောင်ချအဖွဲ့တွေကရုရှားယထာတွေကိုတိုက်ခိုက်မှုတွေမှာအရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ခဲ့ပါတယ်။ Stop the War Guns နဲ့ Was Organization of Anatolian Communities ဆိုတဲ့ပြောင်ချအဖွဲ့နှစ်ခုက စစ်ပွဲကိုဆန့်ကျင်တဲ့သူတို့ရဲ့ယက်တီချက်ကိုရထားလက်အဆောက်အဦတွေဖျက်ဆီးခြင်းအဖြစ်ဖော်ပြတဲ့အရေးကြီးတဲ့အဖွဲ့တွေပါ Kremlin ရဲ့ Ukraine အပေါ်ရန်စူးထိုးမှုနဲ့ပြည်ရင်းမူဝါဒတွေကိုဆန့်ကျင်တဲ့စိတ်ဓာတ်ကြောင့်တောအပီးခံခဲ့ရပြီးရုရှားပြောက်ကြားတွေက၎င်းတို့ရဲ့နိုင်ငံရဲ့စီးရေးအဆောက်အဦတွေကိုအားနှဲစေဖို့ရရင်တဲ့ခြေလှမ်းတွေကိုလှမ်းခဲ့ကြပါတယ်။ဒါဟာစစ်ပွဲကိုဆန့်ကျင်တဲ့ပြည်ရင်းခုခံမှုတချို့ကိုပြသခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားပြည်သူလူထုရဲ့ထင်မြင်ယူဆချက်တွေအားခရမလင်ရဲ့စစ်ပွဲကိုစန့်ကျင်လာတဲ့အခါဒီရုရှားပြည်တွင်းခုခံမှုကပုံမအားကောင်းလာပြီးတော့ယုံကြည်မှု တိုးလာဖို့ဖြစ်နိုင်ပါတယ်ရုရှားရထားလန်ကိုရက်တွေကိုဖျက်ဆီးတဲ့လှုပ်ရှားမှုဟာမော်စကိုရဲ့အပြေးအဝထိုးစစ်ဆင်မှုစတင်ပြီးတဲ့နောက်မကြာခင်မှာစတင်ခဲ့ပြီးအစပိုင်းမှာယူကရိန်းအထူးတပ်ဖွဲ့တွေနဲ့စစ်ကျင်သူတွေရဲ့ဖြည်းဖြည်းချင်းတိုက်ခိုက်မှုတွေနဲ့စတင်ခဲ့ပါတယ်။ဒါပေမဲ့အရင်နောက်ပိုင်းမှာဒီလှုပ်ရှားမှုက ယူကရိန်းထောက်လန်းရေးအေဂျင်စီတွေနဲ့ရုရှားထိန်းချုပ်ထားတဲ့ယူကရိန်းနိုင်ငံနဲ့ရုရှားနိုင်ငံအတွင်းကဒေသခံပျောက်ကြားအဖွဲ့တွေရဲ့ဥဆောင်မှုနဲ့ပုံမစနစ်တကျညှိနှိုင်းထားတဲ့ဂျိုးပန်းမှုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။အောင်မြင်မှုအရှိဆုံးဖြစ်စည်းရေးတိုက်ခိုက်မှုတစ်ခုက2023ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့ပြီးယူကရိန်း operator တွေကရုရှားအရှိပိုင်းမှာရှိတဲ့ Severmox ရထားလိုင်းကောင်းကို ပြင်းထန်စွာဖျက်ဆီးစေခဲ့ပါတယ်။မကြာသေးခင်ကထင်ရှားတဲ့တိုက်ခိုက်မှုတစ်ခုကတော့ Kinal မှာရှိတဲ့ရထား င်းတံတားကိုဖျက်ဆီးခဲ့တာပါဒီတံတားကဆီရီထောက်ပံ့ပိုးဆောင်ရေးအတွက်အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးတံတားမဖျက်ဆီးခဲ့ပေမဲ့ဖျက်ဆီးမှုကရထားလမ်းပတ်လည်လေပတ်မှုကိုတိတိတသာအနှောင့်အယှက်ဖြစ်စေခဲ့ပြီးတော့ဆီရီထောက်ပံ့ပစ္စည်းတွေရွှေ့ပြောင်းမှုကိုအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်ရုရှားနဲ့ရုရှားထိန်းချုပ်ထားတဲ့ယူကရိန်းနယ်မြေမှာရထားလမ်းနဲ့ကုန်စည်ပို့ဆောင်ရေးဘူတာတွေထောက်ပံ့ပစ္စည်းသုံးလောင်းရုံတွေကိုပိတ်မှတ်ထားတဲ့အလားတူဖြည့်ဆည်းရေးချိုးဖောက်မှုတွေကလည်းရုရှားစစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးပြဿန ာတွေကို ဖန်တီးပေးနေပါတယ်။ဒီအနောက်ရှက်တွေကရုရှားစစ်တပ်ကို ပိုရှေလျားတဲ့ဒါမှမဟုတ်ထိရောက်မှုနဲ့လမ်းကြောင်းတွေပေါ်မှာပို့ဆောင်ရေးကိုပြန်လည်လမ်းကြောင်းပြောင်းစေရပြီးသူတို့ရဲ့ပြည်ထနာရင်ဆိုင်နေရတဲ့ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကိုပုံမိုဖိစီးစေပါတယ်။မကြသေးခင်ကပောက်ကွဲမှုတွေမဖြစ်ပေါ်ခင်ကတည်းကရုရှားပို့ဆောင်ရေးတာဝန်ရှိသူတွေက ရုရှားရထားလန်းကွန်ရက်ဟာပြင်းထန်တဲ့ဖြိုချမှုရဲ့အဆင့်မှာရှိနေတယ်လို့ကြကြလောင်လောင်သတိပေးခဲ့ပါတယ်။ဒီဖြစ်စည်းလှုံ့ဆော်မှုတွေကချက်ချင်းအနှောင့်အယှက်ဖြစ်စေမှုထက်ကျော်လွန်တဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။ရုရှားရဲ့စစ်ရေးယူဆကရှေ့တန်းမှာတပ်ဖွဲ့တွေကိုထိမ့်သိမ်းဖို့ထောက်ပံ့ဖြစ်စည်းတွေရဲ့စဉ်စားမပြတ်စီးဆင်းမှုပေါ်မှာမိခိုနေရပါတယ်။စစ်ပွဲအခြေအနေမှာအထူးသဖြင့်ရုရှားတပ်ဖွဲ့တွေအားနည်းနေတဲ့အခြေအနေမှာ ဘယ်အနောက်ရှက်ကိုမဆိုစစ်စင်ရေးတွေအပေါ်ဆက်လက်တရားမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဖြည့်စည်ရေးကြောင့်ဖြစ်ပေါ်တဲ့ထောက်ပံ့မှုနှောင့်နှေးမှုတွေဟာစနစ်ခဲရန်နဲ့အရေးပါတဲ့ထောက်ပံ့ပစ္စည်းတွေရဲ့ရရှိနိုင်မှုကို ရောချစေနိုင်ပြီးတော့စိတ်ဓာတ်ကိုထိခိုက်စေတာရုရှားရဲ့ထိုးစစ်ဆင်နိုင်မှုစွမ်းရည်ကိုကန့်သတ်နိုင်ပါတယ်။ ယူကရိန်းထောက်လန်းရေးနဲ့အထူးစစ်စင်ရေးဌာနတွေကယူကရိန်းရဲ့ရုရှားပြောက်ကြားအဖွဲ့တွေရဲ့စွမ်းရည်တွေကိုတိစောက်ပေးခဲ့ပြီး၎င်းတို့ရဲ့အလုံရှားမှုတွေကိုအမျိုးမျိုးသောပြစ်မှတ်တွေစီညွှန်ကြားပေးခဲ့ပါတယ်။အရှေ့ယူကရိန်းမှာစီးရုံးမှုချိုးဖောက်မှုတွေကိုပုံမတို့တက်စေခဲ့ပါတယ်။ရုရှားရဲ့အပြည့်အဝထိုးစစ်ဆင်မှုမဖြစ်ပေါ်ခင်ကတည်းကပူတင်အစိုးရရဲ့စန့်ကျင်ရေးအဖွဲ့တွေနဲ့ဆက်သွယ်လုံရှားမှုတွေပြုလုပ်ခဲ့ပါတယ်။အောင်မြင်တဲ့ထိုးစစ်ဆင်မှုတိုင်းနဲ့အတူ ခရမ်လင်ကသူ့ရဲ့ရထားလမ်းအဆောက်အဦတွေကိုပြုပြင်ထိန်းသိမ်းဖို့နဲ့ကာကွယ်ဖို့ထပ်မံပြီးတော့ရင်းမြစ်တွေယင်းနှမြုံနှံဖို့လိုအပ်သွားခဲ့ရပါတယ်။ဒီရင်းမြစ်တွေကစစ်မြေပြင်မှာအသုံးပြုနိုင်ခဲ့မဲ့အရာတွေပါ။ဒီဗျူဟာကဒုတိယကမ္ဘာစစ်အတွင်းဗြိတိရှားအထူးစစ်စင်ရေးဌာန Special Operation Executive နဲ့ American ဗျူဟာမြောက်ဝန်ဆောင်မှုရုံး Office of Strategic Service တို့ရဲ့ပူးပေါင်းဆောင်ရွက်တဲ့ Jabrash စစ်စင်ရေးတွေကို အမှတ်ရစေတာဖြစ်ပါတယ်။ This Dizis and Iriga, ဂျာမန်သိမ်းပိုက်တပ်ဖွဲ့တွေကိုစန့်ကျင်တဲ့ပြင်သစ်ခုခံရေးလှုပ်ရှားမှုတွေကိုလှုပ်ဆော်ဖို့ရည်ရွယ်ခဲ့တာပါအလားတူပဲယူကရိန်းရဲ့လှုပ်ရှားမှုတွေဟာရုရှားရဲ့အင်အားပြသမှုစွမ်းရည်ကိုထိခိုက်စေခဲ့ပြီးအင်အားပြည့်တက်တည်ရဲ့ရွေးရွှေ့ပြောင်းမှုကိုနှေးကွေးစေကာအရေးပါတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေမှာပိတ်ဆို့မှုတွေဖန်တီးခဲ့ပါတယ်1944ခုနှစ်ဇွန်လမှာနော်မန်ဒီဆင်းသက်မှုကိုဂျာမန်တပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုကိုနှောင့်နှေးစေခဲ့တဲ့ Zebrush Mission တွေနဲ့ဆင်တူပါတယ်ဒီဆက်လက်ဖြစ်ပေါ်နေတဲ့ယူကရိန်း ဖြန့်စည်းရေးလှုံ့ဆော်မှုရဲ့အကျိုးသက်ရောက်မှုကိုအမြင့်ဆုံးဖြစ်စေဖို့ KF မှာ၎င်းရဲ့လွှမ်းမိုးမှုနဲ့ထိရောက်မှုကိုချဲ့ထွင်ဖို့ရွေးချယ်စရာတချို့ရှိပါတယ်။ဒီလှုံ့ဆော်မှုဟာအနောက်နိုင်ငံပုဂ္ဂလိက operator တွေနဲ့သူတို့ရဲ့ဒေသခံခုခံရေးမိဖတ်တွေအတွက်လည်းတန်ဖိုးရှိတဲ့သင်ခန်းစာတွေပေးစွမ်းပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။